အလုံးမဲမင်္ဂလာပါရှင်ဆရာဝေယံဖုန်ရဲ့လေနယံဆိုတဲ့ဝတ္ထုလေးကိုဖတ်ပြနေရဒီနေ့အပိုင်းလေးအခန်းလေးကိုရောက်ပါပြီစာတဲ့နဲ့အသက်ပြန်စားပြီမို့သူရင်တွေခုံနေသည်ဌာနမုန်းရဲ့အခြေတင်ပြောကမရမကအတိပြုထားခဲ့ရသည့်သင်္ကန်းစာတဲ့တင်နေတဲ့ကို သူတင်ရတော်မြည် အောင်မြင်လျင်သူနာမည်ကောင်းရမည်။နောက်နှစ်တွေအတွက်လည်းလမ်းပေါက်ပြီးသွားဖြစ်သွားမည်။သူသည်တက္ကသိုလ်တက်တုံးကမြမစာကိုဝါသနာပါလုံးသည်ဖြင့်ယူခဲ့ခြင်းဖြစ်၏။ဆရာစောကြီးဆရာမင်းသူဝင်တို့လိုစာစရောပါမောခကြီးဖြစ်ရဲ့အတွက်သူစိတ်ကိုယဉ်ခဲ့သည်။သို့သောတောင်းသားဘဝကသာဟိုဟိုဒီဒီမှာ ကြပြားရီစာရီရေးခဲ့တော့လဲဆရာဘွားတို့ကိုပြောင်းပြီးနောက်သူ့ကလောင်ကတုံသွားခဲ့သည်သူဇွဲမရှိတာလဲပါမည်သူမဟုတ်သူများဖန်တီးထားသည်စာပေအမှုပညာတို့ကိုဖတ်ရှုခန်းစားဖို့ပို့ပြီးဝါသနာထုံးနေတာလဲဖြစ်နိုင်သည်သူမဟုတ်အိမ်တော်ရေးနဲ့တတ်မတဲခြင်းကြောင့်လဲဖြစ်နိုင်သည်သူကတယောက်တည်းနိုင်ပါရဲ့ဖြင့်စာလေးဖတ်လိုက် စဉ်းစားလိုက်စိတ်ကိုရင်လိုက်လှုပ်ချမ်းတော့လဲမိမကသူငိမ့်နေလည်းမကြိုက်ယောက်ျားတယောက်နေဖြင့်ဒီလောက်ကြောင်းကြမဲ့နေရလားဟု အပြစ်တင်သည်ဖြစ်လာလျင် သူစီပွားရေးကိုကူစေခြင်းသည်မိသားစုနှင့်ပူကန်နေပေးစေခြင်းသည် မိမကိုအဖက်လှုပ်စေခြင်းသည်မိမပူညာပူညာလှုပ်လျင်သူသည်စိတ်ရှုပ်လာပြီး အပြင်ထထွက်သွားရသည်ဒီမဲမြဆရာစောကြီးဟာတမိတုံးရောက်မွေးထားပေမဲ့စာကြည့်ကန်ဝင်ချိန်မှာဆိုဘသူမှသွားနှောက်ရက်ခွင့်မရှိဘူးမိမအလိုက်တတိနဲ့ကလေးတွေကိုဖအေးနာမသွားအောင် ထိမ့်ပေးထားရတယ်မင်းသိလားအဲ့ဒါဟုသူတခါတော့ကဒေါကန်ကန်နဲ့ပြောဖို့သည်မသိဘူးသိလည်းမသိခြင်းဘူးမောင်ကလည်းဆရာစောကြီးမှမဟုတ်တလို့ မြကလည်းဆရာစောကြီးမိမမဟုတ်ဘူးဟူသူ့မိမကပြန်ရန်တွေ့သည် သူတွင်စိတ်ရှုပ်စရာပတ်ဝန်းကျင်မှာ နေရင်ကြားထဲမှာပင်စာအုပ်ရအောင်ရေးတတ်သည်ပေမိုနင်းလိုအာကစာရေးစရာပါရမီမျိုးလဲပါမလာခဲ့ဒီလိုနဲ့စာတို့ပေးစာရေးသားမှုနဲ့သူ တဖြည်းဖြည်းဝေးကွာလာခဲ့သည် မိမနဲ့ကွာရှင်ပြင်းတော့ စာရေးဖို့ဇံပြန်သွင်ကြည့်တော့လဲမရတော့စာပေထုံးသည် သူ့နှလုံးသားဝိညာဉ်ထဲတွင် လုံးဝသိဆုံးသွားခဲ့ပြီထဲ၏ထိုကသူသည် စာကိုဖတ်ယုံသာဖတ်တော်သည် အများတကာဤဖန်ဒီစာရေးကြတဲ့တွင်ယတာမျိုးစုံကို ရှာဖွေသည်ဘဝတဒနာကိုတူဆွာသည်အနောက်တိုင်းဂီတအရှေ့တိုင်းဂီတ ညမာဂီတအစုံကို ခံစားသည်သူ့အဖေဆုံးပြီးတော့မှ အဖေအမွေဆန်နရာကြီးကိုအိမ်မှချလာပြီးတည်သည်ပကြေပြားပွဲများသွားပြီး နှစ်သက်ရာပကြေကားများစုဆောင်းသည် အကြိုက်ဆုံးတချို့ကိုအိမ်မှလာချိတ်တချို့ကိုတော့စုထားပြီးပြန်ရောက်တဲ့အခါရောက်သည်ဒါတည်ပင် တကိုရီတကားရငါးနှစ်တာကာလသူပြန်တန်းခဲ့ခြင်းဖြစ်သည် ဆရာဘွားပြေဖြတ်တန်းရင်နှစ်ရလာသည့်အခါတပည့်ဖြစ်သူမြမစာចောင်းသားចောင်းသူတို့၏အရေးအသွေးကြဆန်းလာမှုကို သူတတိထားမိလာ၏ယခုအခါတက္ကသိုလ်ဝန်ထမ်းအောင်မြင်သူတို့သည်မြမစာကိုဝါသနာပါလို့ဆိုတာထက်ဆယ်ရမ်းမှာရမှန်တဲ့တဖြစ်တခြားဘဲပါသားကိုမှအမှန်မမေ့တော့သောကြောင့်မတက်တာ၍မြမစာကိုယူကြသူကများလာသည် ဆဲရန်ထီသူတို့သည် အသင်ရေးပေးထားသောမတ်စုများကိုဤသည်မဤသည်၍မလွဲနှုတ်တိုင်းကြက်ခဲကြသည်တက္ကသိုလ်ရောက်တော့လဲထိုအကျင့်ကိုမပြင်းချင်ကြတော့ဆရာကိုသာသူတို့အားကိုးခြင်းသည်စာမွေးပဲအောင်မို့ညံ့ညံ့ပွဲရဖို့သာအတေကဖြစ်လာကြသည်အသင်ခွန်ကျဲသည့်ပညာရေးမှာကျောင်းသားဘို့ဘူပညာရေးတို့ပြောင်းလဲရတဲ့ အထက်ကဥဆောင်ကမူဝါဒချသည်ဟုအတန်ကြာရသည်ကတော့ကြာပြီ။သို့ပေမဲ့တက္ကသိုလ်ပြေဝုန်တွေမှာတော့တည်သားသည့်အပြောင်းလဲကို အခုထိမမြင်ရသေး။မူဝါဒသည်မူဝါဒအဆက်မှာအပြင်သို့ခုံထွက်မလား။အရေးခင်ကြီးနောက်ပိုင်းကြောင်းနေပြန်ဖွင့်တော့တက္ကသိုလ်တွေကိုအတိုင်းအတာတစ်ခုအထိလွတ်လပ်ခွင့်ပေးစမ်းကြည့်လိုက်သည်။မိမိစိတ်ကြိုက်တင်ယုံတင်ကြပုံနေဖြင့် အပေါ်ကချပေးလိုက်တဲ့မူပေါင်းထဲမှာသွားစေတယ်။ဝင်ကြီးဌာနကမူဝါဒလောက်ပဲကိုင်းတော်မြည်တဲ့။သို့တော့ပမောကကျုံမအစတထနာလုံးကဆရာအများဆုံးမှာအပြောင်းလဲလုပ်ဖို့နှိကွေနေစေဟု သူမြင်၏။သူကတော့ဘာပဲဖြစ်ဖြစ်နှစ်ပေါင်းများစွာကြာဆင်းသွားခဲ့သောပညာရေးကိုနိုင်တဲ့လောက်ဘောင်းတွဲမှာပြန်အဖက်ဆဲကြည်ချင်သည် ဌာနမွန်းနဲ့အတော်စကားပြောခဲ့ရတော့လဲအတိုင်းတာတစ်ခုအထိလောက်ပိုင်းခွင့်ရလာခဲ့ပြီမို့ကြေတော့ကြေနဲ့ဤဌာနမှာတော့ဆရာဆရာမအချို့ကသူ့ကိုထောက်ခံအားပေးသည်မို့အသက်ရှူပေါင်းရသည် သူ့ကိုအားပေးထောက်ခံသူ နောက်တစ်ယောက်ကဆရာကြီးဦးတော်ကောင်းစားကြည့်တိုင်းမို့ကြီးဦးတော်ကောင်းဤဖခင်ပညာမင်းကြီးဦးကောင်းဖြစ်စေခြင်းခဲ့သလို့ စာမေးပွဲအတက်သားဦးစားပေးသောပညာရေးမျိုးထက်အသိပညာကျွဲဝမှုနှင့်ဘက်ဆောင်တွက်ကြမှုကိုအလေးထားသောပညာရေးမျိုးဖြစ်ဖို့သူတွင်လည်းအာတိတရှိကြောင်းဥတော်ကောင်းနေမကြမကြသူပြောပြသည်အများမလျှောက်သောလမ်းကိုလျှောက်ကားစားကြည့်တိုင်းမူလောက်ခဲ့သောဥတော်ကောင်းလိုပင်သူလည်းပညာရေးတွင်အများမလျှောက်သောလမ်းကိုလျှောက်ချင်သည်ဒီအချက်တွင် သူနဲ့ဥတော်ကောင်းတို့သည်ဟု ခံစားမိ၏ဥတော်ကောင်းကိုသူလေးစားသည်ဆရာကြီးနှင့်တွေ့နေရခြင်းဆို သူပြောသည်ဆရာကြီးစီမှစားကြည့်တိုင်းနဲ့ဆိုင်သောပညာများကိုကြားနာခြင်းသည်ထို့ကြောင့်အားလက်လျေဘ ਹੁ စားကြည့်တိုင်းဘက်သို့မကြခဏလာကဆရာကြီးနဲ့လာတွေ့တတ်၏ဆရာကြီးကသူစားကြည့်တိုင်းပညာရန်ဖွယ်လွန်တက်စေခြင်းသည် သူသည်ဆရာကြီးပြောသည့်ဘုသူရာများကို နားထောင်လို့စိတ်ရှိတော်လဲအတန်ပြန်တက်ရမှာကိုတော့သိစိတ်မပါတက်ချင်ပါတယ်ဆရာကြီးရဲ့ဒါပေမဲ့အသက်ကြီးလာလို့လားမပြောတတ်ပါဘူးကြောင်းသားပြန်လို့ဖို့တဲဆံမဝင်မြန်ဘူးခုထီ PhD ဆက်မလုပ်ဖြစ်သေးတာက ကြည်တော်ဟူတာပြောရင်ပတ်ရှောင်နေခဲ့သေးတာအများကြီးမောင်ရဲ့နဲ့ ကိုဝေးဖေကြီးတောင်တန်90ကျော်မှာစာကြည့်တဲ့ပညာတန်းစတက်ပြီးခုသူကရိုးရိုးစာစုစည်းရင်းတွေမကကြံ့မှာရေးထည်လိုက်တာ ကိုတို့အားလုံးကဂုံးထူတောင်ပေးလိုက်ရတယ်မဟုတ်လားဗျာစာဟုတ်ထုတ်ခွေမှာတခါတည်းပေးလိုက်တာမောင်ရင်ကငဲပါသေးတယ်လှုပ်ဆန်းပါဟုဆရာမောင်ဆွမ်းရီကို ဥပမာပြပြီးသူ့ကိုအားပေးတတ်သည်သူကတော့ ဟုတ်ကဲ့ပါဆရာဟိုသာပြောရင် ပြုံနေတတ်သည်ဥတော်ကောင်းတိုက်တော်ရာကို ခုထိလိုက်မလုံလိုက်သေးတော့လဲဆရာကြီးစိတ်ပူပန်မှုကိုသူသိသည်ဆရာကြီးသည် နှင့်အနေငယ်တွင်အငြိမ်းစားသွားတော်မည်ဆရာစောကြီးသည်ဆရာတိုက်စိုးနှင့်ဆရာဥတော်ကောင်းတို့အားရင်ွေခိုလုံစေခဲ့ပြီးမှတက္ကသိုလ်စာကြီးတိုက်ကိုစိတ်ချလက်ချထားခဲ့သလိုဆရာကြီးကလည်း သူမရှိတော့သည့်နောက်တွင်စိတ်ချရမည် လူရဲများစီလက်လွဲသွားလိုသည်ဆရာကြီးဆန္ဒကိုသူနားလဲတော်လဲစာကြည့်တိုင်းပညာတက်ရောက်နေသူများတဲ့ဝါဒနာရောပညာရော ပြည့်သည့်မျိုးဆက်သစ်တွေရှိကိုရှိနေသည် ဟုသူယုံသည်ဒါကြောင့်လဲဆရာကြီးတွန်းတလောက်သူလိုက်မရွေနိုင်သည်ဘိုးစာကြည့်တိုင်းကိုဝန်းရံထားသောတော့ကပင်ကလေးများကိုမြင်တော့သူစိတ်သည် လက်ဆက်သွား၏စာကြည့်တိုင်းအတက်ကြောက်လီကားတဲ့ဖြူဖြူများကိုမြင်ရပြီသူရွေးချယ်ထားသည့်ကန္တဝင်ကပြားချိုနဲ့မှမူခဲရှိနေသည့်များကိုရှေးပေမှုများနဲ့တိုက်ဆိုင်စစ်ဆေးရန်စာကြည့်တိုင်းကို ထွက်လာခဲ့သည်အတန်းချိန်ကနေ့လယ်ပိုင်းကြမှာဆက်တိုင်းရှိသည်မို့တမနဲ့လုံးအားချိန်ရသည်နဲ့ပေမှုကိစ္စပြီးတော့ဥတော်ကောင်းစီဝင်ရင် အာလူဖုံနေသည် အတန်ကြာတူထမင်းလို့တော့ဥတော်ကောင်းကကိုင်ခမပြန်ရင်ကျွန်တော်လည်းအပြင်တခါတည်းလိုက်ထွက်မယ်လဲရန်ကတပြေညိုကြီးစီသွားမလို့ဗျို့ဟုတ်လားဆရာကျွန်တော်တို့လည်းဆရာကြီးဦးဝင်ကိုသွားကြတော့ဖို့ရှိသေးတယ်ဆရာတော်ကြီးမရှိတော့တဲ့နောက်ကျွန်တော်တို့မှလည်းဆရာကြီးဦးဝင်တို့ဆရာတိုက်ဆိုးတို့ကိုပဲမပြတ်မကွက်ကားရွာသွားပြို့ဖို့ရှိတော့တယ် တချိန်ကဟာတပြေညိုအလုတ်ယုံဝိုင်းလေးတွေကိုလွမ်းတာဆရာကြီးကိုလည်းကျွန်တော်ကနှုတ်ဆက်ကြောလိုက်တယ်လို့ပြောပြပါအောင်ဥတော်ကောင်းတဲ့သူနှစ်ယောက်သားစကားတပြောပြောနဲ့စားကြည့်ရပြင်ကိုအတူတူထွက်လာကြသည်လေကားတဲ့အစင်နာရောက်ဆရာကြီးကတခုတတိတော့ရသွားဟန်ဖြစ်အော်မေ့နေတာမောင်ရင်ကိုကိုတခါပြောထားတဲ့တန်ဖွဲ့မှတ်တမ်းစာပေကိစ္စလေးမှတ်မိလား ဘယ်နဲ့လဲကုပေးနိုင်မှာမလားမောင်ရင်ကစိတ်ဆန်နှံ့ဆက်တော့အာကိုရလိုပါခရစ်1949ခုနှစ်ကတရုတ်နိုင်ငံသို့ဆေလွတ်ခဲ့သည့်မြန်မာတန်အဖွဲ့မှတ်တမ်းစာပေကိုစာအုပ်ဖြင့်ထုတ်ဝေဖို့အာဒိတာပြင်ပြနေသည့်အကြောင်းတခါကဆရာကြီး သူ့ကို ပြောဘူးသည်အဲ့ဒီမှတ်တမ်းနဲ့တန်အဖွဲ့နဲ့တို့ပါသွားတဲ့ တရုတ်အတွက်လက်ဆောင်စည်းရင်းတွေအထိအသေးစိတ်တွေပါတာဗျထုံနိုင်ရင်တရုတ်မြန်မာဆက်ဆံရေးတမိုင်းအတွက်တော့ပိုပြည့်စုံသွားတာပေါ့ဗျာဟုဆိုခဲ့ဘူးသည်ဟုတ်ကဲ့ပါဆရာရဲ့ကျွန်တော်မမေ့ပါဘူးစိတ်ချပါတရက်လောက်ဆရာအိမ်လာခဲ့ပါအောင်မယ်လေကားစင်ဆရာကြီးနဲ့ဘေးရှင်ရှင်ပြီးလိုက်ဆင်းသည်ဆရာကြီးငယ်ကလေးကရခဲ့သည်အစ်စ်အမြက်ရောင်ယောဂါတရင်မေးရင် ူတည်တည်ဆရာဝန်တချို့ကိုလည်းညွန်သည်ဆရာကြီးနဲ့သူနှစ်ဦးရှင်ကဘ ഹു စာကြီးတိုင်းအဝင်လေကားထက်များတိုင်းတစ်ချက်ချင်းဖြည်းဖြည်းဆင်လာကြသည်စာကြီးတိုင်းတို့လာတော့ကြောင်းသားကြောင်းသူအချို့လေကားအတိုင်းမျက်နှာချင်းဆိုင်မှာ တက်လာနေကြသည်ခန့်ကိုရနေပါတော့လေပြေတုပ်ရိုက်ခတ်လိုက်ဘလို့ပါလဲခန့်ကိုပွင့်ချင်းကြော်လွန်ခဲ့ပြီမဟုတ်လား အမေလေကားတံများအတိုင်းခတ်တုတ်တုတ်တက်လာသောကျောင်းသူတရံတစ်ခုသည်ခြေချောကရိုင်းလဲတော့မလို့ဖြစ်သွား၏လဲမကြခင်အချိန်မီကိုရှိန်ထိမ့်လိုက်နိုင်တော့လဲလက်မှာကိုင်းထားသော စာအုပ်တို့ကသူနဲ့ဆရာဦးတော်ကောင်းတို့ခြေရင်တက်တဲ့သို့ဖုတ်ခနဲပြုတ်ကြလာသည်ကြော့ပါနော်ဆရာကြီးတို့ကြော့ကြော့ ကြောင်သူကအာထုံအာနာဖြင့်စာအုပ်ကို ကမန်ကရန်ကောက်ယူကာနှစ်ဖူးပြင်းနှစ်ချက်သုံးချက်ထီသည်သူနဲ့ဆရာဥတော်ကောင်ကိုလည်းပြပြတလဲတောင်းမန်ရဲ့မော်ကြည်သည်သူတို့ကအပေါ်လေးကထက်ကကြောင်သူကအောက်နှစ်ထက်သုံးထက်အကွာမှာကဘာသည်ဝင်းရိုးပေါ်လဲပတ်နေရမှခေတ္တရက်တန်သွားသောခဏ အချိန်ရန်နေရာကြီးရတန်းခြင်းအွေဆန်းအင်းတို့ရတန်းခြင်းကြွေကြစဲတည့်ရတို့သည်လန်တဝက်မှာရတန်းသွား၏တုတ်ဖြူစဲလေပြေသည်အာကာသရဲရတန်းသွား၏လူရင်ရထားတို့သည် ရောက်စဲနေရာမှာပင် ရတန်းသွား၏မရတန်းသည်အပြင်အရှိန်ပိုးမြန်လာတာဆိုလို့သူ့နှလုံးသားသာရှည်မြေဟု့ ထင်ရသည်တခုသောဘွယ်နေတဲ့ပင်နေတော့ငါကြောင်ဝင်ထဲမှာတစ်ပုတ်ပင်ကြီးအောင်မှာကင်မရာကိုမခုတ်တီကိုကြည့်ရဲတပ်ပုံများစွာအရိုက်ခံနေခဲ့သောမိန်ကလေးဒီမျက်ဝန်းလေးကိုဒီမျက်နာလေးကိုသူကောင်းကောင်းမှတ်မိရပေါ့ထိုစဉ်ကအပြာနုလှိုင်းတော်ပါပိုးတယ်ဝမ်းစနဲ့နောက်တွဲစရုံနဲ့မိကခပ်ပါပါမျက်နာနဲ့ မြတ်တောင်လေးများကရှေ့သွဲကော်ညော်လို့မြတ်ဝိုးအစုံကတောက်ရှူကျဲစင်အလားတောက်ပါလို့ရှခုမထုံမင်းကလေးသည်စပင်ကိုထုံမထားပဲဖြေချထား၏ဘရိုးရောင်ကေသားသည် ပခုံးကိုကြော်၍ရင်ဘတ်ရှိကို တချို့ဝဲကြနေသည်ဟိုနေရုံကမျက်မှန်မပါယခုတော့နှခမ်းသားထူထူဖဲဥပုံမျက်နာလေးနဲ့ မျက်နာမှာမိတ်ကပ်တို့လိမ့်မထားတို့မဟုတ်လိမ့်ရင်လဲခပပါလိမ့်တာရာများလားနှကန့်ကိုရင်ရင်ကလေးဆိုးထားပုံရသည် ကိုယ်တိုင်းအတေကြပြည့်ချုပ်ဝဲထားသည်မြမဝိဇုံလေးတဲ့ပျော့ပြောင်းတွင်လျသောကိုခန္ဓာကပေါ်လွင်နေသည်ဟိုနေ့ကလည်းမတူအောင်ဘလို့ပဲရုပ်ပြောင်းထားပါစေ သူမမှတ်မိပဲမနေသူကလေးသည်တက်ကတော့ចောင်းတို့လား ဟုတ်တယ်ဆိုလေမိန်းတယ်ကလားလှိုင်းကလားကြည့်မြင်တိုင်းကလားဘဲเจ้าကမှမဟုတ်ပဲလိလာမှုတကူကိုအတွက်စားကြည့်တိုက်ကိုစအုပ်လာငါရလားရက်တန်သွားသည့်အာကာသအချိန်ကာလနှင့်အရွေးစွမ်းအင်းတို့ပြန်၍ခီးဆက်ကြပြန်၏လန်တဝက်ကရွက်ကြည်သည်မြေသို့တက်ဆဲနှမ်းရှုပ်သွားသည် လေပြေသည်ဆက်၍တတုံတုံတိုက်သည်လူဆက်ယုတ်ရန်ဆက်ယုတ်တို့သည်အသက်ပြောင်းဝင်ကားတွားမြဲဆက်သွားသည်မိန်းကလေးသည်လည်းသူတို့ရှေ့မှာပဲခေါင်းကိုငုတ်ကိုကိုရွ့၍ရှောင်းခွင်းကားလှေကားတဲ့များအတိုင်းဆက်တက်သွားလေသည်တလောက်ကလုံးရက်တန်နေချိန်တုန်းကရက်မနေပဲလှုပ်ရှားနေခဲ့သည့်တခုတည်းသောအရာ သူ့နှလုံးသားသည်သာယခုမှရက်တန်သွားတော်သည်စာကြည့်တိုင်းရှိထိုးထားသည်ဆရာဦးတော်ကောင်း၏မာစတာချစ်အစိမ့်လေးစီရောက်သည့်အထိဆရာကြီးကစကားတွေအဆက်မပြတ်ပြောလို့မပြီးသည်ကဘော်တက်ပြီးဆက်နှုတ်ပြရာတော့ကအောက်ကသူ့ကိုဆက်ပြောနေတော့သူကတော့အလိုက်တဲ့ကောင်းသားလိုက်ညိနေရတော့လဲဘာတွေပြောနေမှမကြတော့ အတော်ကြာဆရာတော်ကောင်းမောင်းထွက်သွားတော့မှ သူလည်းစားကြည့်တိုက်ပေါ်ပြန်တက်ဖို့ခြေလမ်းပြင်နေတော့အရေးကောင်းဒိန်းအောင်ဖျက်ဖို့ရောက်လာ၏ရန်ကုန်တက္ကသိုလ်စားကြည့်တိုက်ဖက်မှဗဟုစားကြည့်တိုက်ဖက်ကုလာတော့မြို့မြင်ကသူ့ကိုလှန်ခေါ်လိုက်သည်ဟဲ့ကောလာအောင်ကန်တင်လိုက်ခဲ့ ပြောစရာရှိလို့ဟာဒီမှာငါအထက်ခဏသွားစရာရှိသေးလို့ နောက်မှပြောလာကွအရေးကြီးတယ်ဟိုနေ့ကယာရုတို့ကိစ္စအတင်းပြောစရာရှိလို့မြန်မြန်လုပ်ဟိုမှာဆရာဆန်းတို့ဒေါ်ဝေတို့လည်းရှိတယ်လူဆုံးနေပြီသူတို့ကမင်းကိုပါနားထောင်စေချင်လို့လိုက်ရှာခိုင်းလို့ငါခဏနေအတန်းစားတော့မှမင်းမှတိရအောင် ပြောဖို့သူတို့မျိုးမြင့်ခေါ်စားရသူရက်ကန်ရက်ကန် လိုက်ပါခဲ့ရသည်ခြေထောက်တစ်ဖက်တွင် ခဲဆဲထားသည် ဟုထင်ရ၏ဂျက်ဆန်ကန်တင်ရှိလေးလေးလက်ဖြစ်ရစားတွင် အခြားဝိုင်းများမှစကားတန်ဆုံးရေလျင်ကြောတဲ့သူတို့ဆရာဝိုင်းမှအတန်များမျောပါသွားသည်သူသည် ထိုအတန်ပလန်ပေါင်းစုံကိုမကြာစကားပြောနေသူတို့၏မျက်နှာကိုလည်းမမြင်သူစိတ်သည် ပြစ်စုံပန်းမှမတည်ရှုပ်ထွေးလာသောဌာနအတွင်ပြဿနာများ အခြားဌာနများနဲ့သူတို့ဌာနကြားမှာဘျူရိုကရေစီ ပြဿနာများသည်သူတို့တော့စိတ်ဝင်စားစရာမကောင်းသို့တော့လူတယောက်သည် လူဖြစ်လာပြီဆိုလျင်သူပါဝင် ပတ်သက်နေရသည့်အတိုင်းဝိုင်းစာမျက်နှာပေါင်းစုံကိုလက်လျောရှုထား၍မရဟု သူနားလေသည်မပတ်သက်ခြင်းတော့လဲပတ်သက်ရသည်မကြကြံတော့လဲနားထောင်ပေးရသည်ဝင်ပြန်ပြေးပေးတယ်ပေးရသည် လူချမ်းဝင်လှုပ်တင်လှုပ်ရသည်မဆိုင်တယ်လို့နေလို့မရဒါသည်ပင် လူအဖွဲ့စီရေးမထားသောစီကံဖြစ်သည်ဒါတွေမလှုပ်ချင်လျင် ထိုအတိုင်းဝိုင်းပင်ကို ထွက်လာရုံသာရှိသည်ဟုအတိကဝင်လာပြန်သည်သကဝိုင်းပီလိုထကြတော့ဘ ഹു စားကြည့်လိုက်စေသူတက်တော့ရိုက်ပြန်လာခဲ့သည် တက်ကတော့ဝင်သည်ယနေ့ကြမှာကျယ်ဝန်းလွန်လာပါကလား ခြေလန်းတို့သည်နေလွန်လာသည်။ကြောင်ဝင်တဲ့လူတွေများလွန်လာသည်ထင်သည်။ညနေသည်များနဲ့မစုံအောင်ရှောင်းတော်လဲမရ။မတီးသားဆိုရစွာစကားရပြောချင်သူများနဲ့လဲဒီနေ့ကြမှာလာဆောင်နေရသည်။စားကြည့်လိုက်တဲ့ထအောင်တခွင်ကြောင်ညိုကြောင်ကြားမကြံကြည်၏။တွေ့လို့သူကိုမတွေ့တော့ခါဖွေရှာသူသည်မော်ရသည်။ တခါတော့ကလည်းခုလိုပဲတမင်ပြုံမာကလေးသည်ဖြက်ခနဲမြင်ခွင်းထဲမှာပေါ်လာပြီးဟုတ်ခနဲပြန်ပြောက်သွားခဲ့သည်ဒီနေ့မှလည်းတွေ့လိုက်ရခြင်းကလျှက်တပြတ်စားများသာသူ့ရင်ထဲနှံ့လျားသွား၏ထိုကြောင့်သူသည်ဤကြောင့်နဲ့ကဖြစ်ပါစေဟုတိတ်တခိုးဆုတောင်းနေမိသည်ဘယ်မိကြောင့်ကမှန်မသိတော့လဲ တက္ကသိုလ်ဘရဝန်တစ်ခုတည်းဖြစ်နေသည်၍ပြန်ဆောင်မေဖို့အခွင့်ရှိနိုင်သေးသည်တခြားကျောင်းဘရဝန်မှာဆိုရင်တော့မျောလင်းဖို့ရာအာသိမရှိခြင်းထိုနေ့နေ့လည်းခင်ပိုင်းမှာတော့တက်ကြွမှုအလုံးသည် သူ့ထံမှပျောက်ဆုံးနေခဲ့သည်စိတ်နဲ့လူနဲ့မကတ်ချင်တော့စာတင်ကြရည်သည်ညင်ွေစရာကောင်းနေသည်ကျောင်းသားကျောင်းသူတို့ရောမှပဲဆရာထံမှတက်ကူပြီး မတက်ကြွမလန်းဆန်းတော့ဟုထင်ရသည် နေခင်မ၏အတန်းချင်းတစ်ချိန်သာကြံတော်သည်ဂုံတို့တန်းပထမနှင့်လက်ချချင်းယခုစာတဲ့နေဝယ်အတွက်ဒီအခန်းကို ပထမဆုံးသူဝင်ရခြင်းသူစိတ်တိုင်းကြရွေးထားသောကြပြများကိုစပြီးတင်ကြရမည်နေလေဖြစ်သည် အမှန်ဆို သူစိတ်လုံရှားနေသည်ယခုတော့သူသည် အိတ်ဆေးပြင်းပြင်းထန်မိထားသူတယောက်လိုအခန်းထဲသူတစ်ချက်ဝေဝဲကြည့်လိုက်၏ရင်းနှီးသောမျက်နှာချို့ကို တွေ့ရသည်အငယ်ရန်များမှဒုံက တင်ငယ်မှုသည် တပည့်ဟောင်းများကိုသူမှတ်မိသည် အတန်းတက်လက်မှတ်ထိုးဖို့စာရွက်ကို လက်ဆင့်ကန်းခိုင်းလိုက်သည်စရင်အရာကြောင်သားဆူဆူပေါင်းအယောက်အစိတ်ရှိပြီးသုံးဦးပြက်ွက်ပထမဆုံးအတန်းချိန်မှာကလေးက အတန်ကလက်ချင်တကူဟူတွေးကပြုံးလိုက်သည်ယခုစတဲ့နေဝဲအတွက်ပြာထန်းကပြများကိုစည်ရင်ပေးသည်ရင်းညောစာအုပ်ဖန်ညောစည်ရင်ကိုပေးသည် သူ့နာမည်နဲ့အိမ်ဖုန်းနံပါတ်ကိုတင်ဖုန်းပေါ်မှာရေးပြသည်ဟုတ်ကဲ့ကျွန်တော်ကတော့မြန်မာစာကတိကမင်းဟန်မှာအရင်နှစ်တွေတုန်းကစုံမှုကြပါလိမ့်မယ်ခမရုံနဲ့အခုစာတဲ့နေဝဲမှာ ထမပိုင်းနေနဲ့ရတုတချို့ကို အတူတူလေ့လာကြဖို့ပါဒုတိယပိုင်းဖြစ်တဲ့ဒုတိယစာသင်နဲ့ဝယ်ကြရင်တော့ခစ်ဘောကြပြားတွေပေါ့ရတုတင်မှာပါဟိုမတုံးပဲအတူတူလေ့လာကြရအောင်ဟိုတမင်တကာရွေးချယ်တုံးလိုက်သည်အတန်သားများစိတ်ဝင်စားမှုရှိမရှိတစ်ချက်ဝေ့ကြည့်လိုက်၏အလုံးကမျက်တောင်မခတ် သူ့ကိုကြည်နေကြသည်။ကောင်းပြီ။ယတုလိုပြောကြရဲ့မြမစာပေမှာယတုနဲ့ပတ်သက်ရင်နတ်ရှင်ဝင်းဝင်းပြူပါဆရာ။အတန်လာရသူသူလှဲ့ကြည့်လိုက်ဤ။တကမာလုံးကိုရက်တန်စေနိုင်သည်အဆန်ရှင်လေးသည် အခန်းဝမှာရက်ရင်သူ့ကို ခွင့်တောင်းနေပါရောလား။သူမျက်စိသူမယုံနိုင် တမနက်လုံးစားကြည့်တိုက်ကိုနောက်တစ်ခေါက်ပြန်သွားပြီးလိုက်ရှာခဲ့ရသောပြန်မတွေ့ရတော့မှဆိုရင်စိတ်ဖြင့်ရှေ့အတန်းချင်းတွင်မှကနာမငိမ့်ဖြစ်အောင် သူ့ကိုလုံနိုင်ခဲ့သောသူမင်းကလေးသည်သူ့အတန်းမှာတက်မြေကြောင်းသူတယ်လားဟုတ်မှာဟုတ်ပါမလားသူကလေးသည်ဂုံလူတန်းကြောင်းသူဆိုရှစ်နှစ်တွေတုန်းကသူဘာလို့မမြင်ဘူးခဲ့တယ်လဲ ဒါမှမဟုတ်ရှင်းနေနဲ့ကို တခြားပရဝံမှာတက်ခဲ့သူလေလားတကယ်တော့တက်ကတော်မှာအခန်းထဲဝင်းခွင့်တောင်းစရာဝင်းခွင့်ပြူစရာထိုးပြီးမလို့တော့လဲခွင့်တောင်းသူကတောင်းနေသည်မို့သူကလည်းဝင်းလာခဲ့ဖို့ကောင်းငိမ်ပြလိုက်သည်ကျောင်းသူကိုသူကလက်မှတ်ထိုးဖို့စာရွက်လက်စင်ကန်ခိုင်းလိုက်သည်ကောင်းမလေးလက်မှတ်ထိုးပြီးသူစီစာရွက်ပြန်ရောက်လာတော့ နာမည်တနေရာကိုတစ်ချက်ကြည်လိုက်သည်။အော်ရှုံးလဲဝေးရဲ့လား။အန်အော်စိတ်ဂျီနိုစိတ်ပြီးတော့ကမ်းမော်ဝုန်းငနဲ့တက်လာတော့ဒီလိုက်သည်။အချိန်မဆိုင် ချက်ချင်းပြန်ကြသွားသလို သူ့စိတ်အဟုန်ကလည်းရုပ်ချီးပြန်ကြသွားသည်။သူကငါတပည့်ဖြစ်မာတယ်လား။ ဟုတ်ကဲ့ပါရှင်အခန်းကအပိုင်းကမှာပြန်ဆုံပါမယ်ရှင်နားဆင်ပေးကြတဲ့တို့တယောက်ချင်းစီကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်